မြန်မာနွေခရိုနီကယ်မေတ္တမြင်ကွင်းမူမခဆောင်းပါ ပြည်ရင်းစစ်ပွဲနဲ့ခေဆိုးကာလာတဲကမြမအလုသမားအခွင့်ရေးမေဒင်းနေလို့ခေါ်ဆိုတဲ့ကမ္ဘာအလုသမားနေ့ကြာရောက်ချိန်မှာမြမနိုင်ငံရဲ့အလုသမားအခွင့်ရေးအနေဆုံးလောက်ခလာစာလုပ်ငန်းဝင်လုံခြုံမှုရွှေ့ပြောင်းလှုပ်သားပြဿနာစတဲ့ပြဿနာတွေကတန်းစီပြီးအတွေ့တွေပေါ်ထွက်လာပါတယ်ဆေယနာသိမ့်ပြီးတဲ့နောက်နိုင်ငံရေးပြဿနာတွေလက်နက်ကိုင်ခုခံတိုက်ခိုက်မှုနေရာအနှံ့ဖြစ်ပွားနေတဲ့စစ်ပွဲရဲ့နောက်ခံကားတွေနဲ့အလုသမားအခွင့်ရေးနဲ့အလုကိုင်ခွင့်လန်းတွေကနစ်မြုပ်နေကြတဲ့အနေအထားဖြစ်ပါတယ် ဆီယာနာသိမ်းပြီးတဲ့နောက်အလုသမာသက်မှတ်ကတွေနဲ့အလုသမာအခွင့်အရေးနှိုးဆော်သူတွေအသင်းဖွဲ့အစည်းတွေကိုလည်းအနာသိမ်းစစ်ကောင်စီက၎င်းတို့ကိုစန့်ကျင်တဲ့နိုင်ငံရေးအင်အားစုတွေအဖြစ်သတ်မှတ်ခါဖမ်းဆီးတာအလုသမာလောက်ခလဆာအတွက်ဆန္ဒပြမှုတွေကို နိုင်ငံရေးလှုပ်ရှားမှုအသွင်နဲ့မြင်လာတဲ့အချက်တွေကအလုံသမားအခွင့်အရေးပိုပြီးဆုံးရှုံးမှုဖြစ်လာတဲ့အကြောင်းခံတွေဖြစ်ပါတယ်။ဆီယာနာသိမ်းပြီးရပ်ပိုင်းအတွင်းရန်ကုန်မြို့မှာငင်းချမ်းစွာဆန္ဒပြမှုတွေမှာအလုံသမားတွေကထိတ်ဆုံးကပါဝင်ခဲ့ကြပါတယ်။ရန်ကုန်မြို့ကမာရော့လှည်ဒန်းလမ်းဆောင်မှာစတင်တဲ့ငင်းချမ်းစွာဆန္ဒပြမှုတွေမှာအလုံသမားတွေအများအပြားစတင်ပါဝင်ခဲ့ကြရာကအာနာသိန်းစစ်ကောင်စီအနေနဲ့အလုံသမားတပ်မကအလုံသမားရေးလှုပ်ရှားတဲ့အရက်ဖက်အဖွဲ့အစည်းတွေအလုံသမားတပ်မကစူးစီးဖွဲ့ထားတဲ့အဖွဲ့ချုပ်တွေကိုနိုင်ငံရေးစန့်ကျင်ဘက် အဖွဲ့တွေအဖြစ်သတ်မှတ်ကအနီးကပ်စောင့်ကြည့်တာဖန်စီထောင်ချတာတွေလှုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။ငင်းကြစွာဆန္ဒပြမှုတွေကိုနှိမ်နှင်းပြီးတဲ့နောက်နိုင်ငံရေးလှုပ်ရှားသူတွေနဲ့အလုသမားရေးတက်ကြွလှုပ်ရှားသူတွေဟာမြို့ပေါ်မှာနိုင်ငံရေးနီးပျောက်ကြားနီးနဲ့ဆန့်ကျင်ဆန္ဒပြကြတဲ့အခြေအနေကနေစစ်ကောင်စီရဲ့ဖန်စီတာနှိရှေ ပြစ်ဒဏ်ချမှတ်တာတွေကြောင့်မြို့ပေါ်မှာပုံရှုပ်ွယ်ရှုနေထိုင်ရတာဒါမှမဟုတ်နေဆက်ဒေသအင်းကြီးချင်းနိုင်ငံတွေစီမှာတင်းရှောင်နေကြရတဲ့အနေအထားမျိုးရောက်ရှိခဲ့တာဖြစ်ပါတယ်။ အလုသမားအခွင့်အရေးလှုပ်ရှားမှုဟာနိုင်ငံရေးအာဏာနဲ့တိုက်ရိုက်မသက်ဆိုင်ပေမဲ့အာဏာသိမ်းမှုဆန့်ကျင်တဲ့လှုပ်ရှားမှုဟာပါဝင်ခဲ့ကြတဲ့အလုသမားတက်ကြွလှုပ်ရှားသူတွေကိုစစ်ကောင်စီကနှိတ်ကွရမဲ့သူတွေအထက်တတ်မှတ်ထည့်သွင်းခဲ့ရကအလုသမားအခွင့်အရေးလှုပ်ရှားမှုတွေလောက်ခလစာတုံ့မြင့်ရေးအလုတ်ခွင်အခြေအနေတိုးတက်ရေးနဲ့ဆိုင်တဲ့တောင်းဆိုလှုပ်ရှားမှုတွေအရှိန်ရော့ကျလာခဲ့တာတွေ့ရမှာပါ ဆီယနာသိမ်းပြီးတဲ့နောက်မြန်မာကျပ်ငွေတန်ဖိုးဟာသုံးပုံတပုံလောက်တာရှိတော့တဲ့အထိရော့ကျလာပြီမဲ့အနေဆုံးလှုပ်ခလစာတတ်မှတ်ချက်ကဆီယနာမသိမ်းပြီးတရက်4800ကျပ်ကနေလက်ရှိမှာ6800ကျပ်သာရရှိကြတာတွေ့ရပါတယ်။အာနာမသိမ်းပြီးတရက်အနေဆုံးလှုပ်ခလစာဟာအမေရိကန်ဒေါ်လာ3ဒေါ်လာဝန်းကျင်နဲ့ညီမျှပြီမဲ့အခုလက်ရှိ6800ကျပ်ဟာဒေါ်လာခွဲရော့ရော့သားရှိတဲ့အနေအထားဖြစ်လို့အလုပ်သမားတွေအနေနဲ့အကုန်စည်နှုန်းအဆအဆအရာရာမြင့်တက်လာခြင်း တရက်အနှိမ့်ဆုံးလုခလာစာနဲ့ဝေယူနိုင်တဲ့တံဖိုးကထက်ဝက်အောက်ရောက်သွားတဲ့သဘောလေးဖြစ်ပါတယ်။ကုံစင်းနှုံးတွေမြင့်တက်လာခြင်းကငွေလဲနှုံးတစ်ခုရဲ့အပေါ်အခြေပြုတာမဟုတ်ဘဲနဲ့ကုံတင်သွင်းတဲ့တည်ယူတဲ့လမ်းကြောင်းတွေမှာကောက်ခံကြတဲ့အခုံအကောက်တွေကြောင့်လဲမြန်မာနိုင်ငံထဲကစားသုံးသူတွေအဖို့ငွေလဲနှုံးကြောင့်ဖြစ်တဲ့တံမိုးထက်ကိုပုံပြင့်တဲ့ဈေးနှုန်းတွေနဲ့ဝယ်ယူစားသုံးနေကြရတာဖြစ်ပါတယ်။ ဆရာနာတိတ်မှုကြောင့်တက်ရောက်လာတဲ့အကျိုးဆက်တွေဖြစ်တဲ့ပြပကုမ္ပဏီကြီးတွေထွက်ခွာသွားတာမြန်မာနိုင်ငံအပေါ်ပေးထားတဲ့ကုန်သွယ်ကုန်ကင်းလွခွင့်နေပါတဲ့ကုန်သွယ်ကုန်ခန်းစားခွင့်စတာတွေရုတ်သိမ်းခံရခြင်းစီးပွားရေးရပိတ်ဆို့ခြင်းတို့ပြင်ပြက်စစ်ဓာတ်အားမလုံလောက်မှု စတဲ့အကျိုးဆက်တွေကြောင့်အမျက်ကျဆင်းလာတဲ့လုပ်ငန်းရှင်တွေအနေနဲ့၎င်းတို့အတွက်အမျက်ငွေကြံဖို့လှုံ့ဆော်လာရမှာ အလုသမားတွေရဲ့လောက်ခလာစာကို short pop ပေးတဲ့အနည်းနဲ့ကာမီအောင်လှုပ်ဆောင်ကြတာဖြစ်ပါတယ်။လက်စားမှုတွေလက်နက်ကိုင်စစ်ပွဲတွေနဲ့လူအခွင့်ရေးချိုးဖောက်မှုတွေကြောင့်မြန်မာနိုင်ငံထဲမှာအလုသမားအခွင့်အရေးကိုလေးစားလိုက်နာတဲ့ကုမ္ပဏီတွေထက် အကျိုးမြတ်တစ်ခုသာကြီးကြတဲ့ကုမ္ပဏီတွေကပုံမုံများပြားလာကြတာလည်းဖြစ်ပါတယ်။အဆိုပါကုမ္ပဏီတွေအနေနဲ့ဂုံတိတ်ခါမျှတစွာခွဲဝေမှုအလုသမားအခွင့်အရေးလေးစားမှုစတာတွေကိုအလေးမထားဘဲအကျိုးမြတ်တစ်ခုကိုသာလေးထားကြတာတွေ့ရပါလိမ့်မယ်။ အလုသမားအရေးအတွက်အများပြားကိုအလုတ်ကင်ပေးနိုင်တဲ့အထည်ချုပ်လုပ်ငန်းလိုမျိုးမှာလည်းအလုသမားအခွင့်အရေးနဲ့တတ်ဆိုင်တဲ့စံနှုန်းတွေကိုတံမိုးထားတဲ့နိုင်ငံတကာကုမ္ပဏီကြီးတွေအနေနဲ့မြန်မာနိုင်ငံကိုအမှားစာပေးတဲ့မပေးတဲ့ဝေခွေရခတ်တဲ့အခြေအနေတွေလည်းကြုံရလိမ့်ရှိပါတယ်။လောက်ခစားလက်ခစားအမှားစာတွေကနေစစ်ကောင်စီဖို့နိုင်ငံခြားငွေရရှိပြီးပြည်ရင်းစစ်ကိုပုံမိုတိုက်ခိုက်နိုင်မဲ့စိုးရိမ်မှုနဲ့တစ်ဖက်မှာအမှားစာတွေကိုရက်ဆိုင်လိုက်ခရင်အလောက်ကန်ခွေလန်းဆုံးရှုံးသွားမဲ့သူတွေရဲ့အရေးကိုလည်း ထည့်သွင်းစဉ်းစားရတာဖြစ်ပါတယ်အထက်ကပြောခဲ့တဲ့အလုသမားအခွင့်အရေးတွေကပြည်ရင်းကအလုသမားတွေဖြစ်ပြီးမြန်မာနိုင်ငံကနေအိန္ဒိချင်းနိုင်ငံတွေမှာရောက်ရှိနေတဲ့မြန်မာရွှေပြောင်းအလုသမားအရေးကလည်းအရေးကြီးပါတယ်ဆီယာနာတင်ပြီးတဲ့နောက်စီးပွားရေးရပိတ်ဆို့မှုတွေအကူအညီရပ်ဆိုင်းမှုတွေနဲ့စစ်ပွဲတွေမတည်ငြိမ်မှုတွေကအလုကန်အခွင့်အလမ်းတွေကိုတိတာစွာညှော်နေကြဆင်းစေပြီးအိန္ဒိချင်းနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံနဲ့မလေးရှားတို့မှာ တရားမဝင်နေထိုင်အလုပ်လုပ်ဖို့တွားရောက်သူတွေတိတာစွာမြင့်တက်လာပါတယ်။ထိုင်းနိုင်ငံတွေကိုနေစင်တဲ့အမျှရာဂဏန်းကနေထောင်ကဏန်းထိတရားမဝင်ဝင်ရောက်နေကြပြီးအဲ့လိုဝင်ရောက်နိုင်ဖို့လူမောင်ခိုအသေးယူသူတွေကိုကြံ့ငွေသိမ်း၁၀ကဏန်းနဲ့ချီပေးကြရတာပါ။ထိုင်းနိုင်ငံမှာတရားမဝင်ဝင်ရောက်စဉ်အဖမ်းဆီးခံရတဲ့တရင် မော်တော်ယာဉ်မတော်တဆဖြစ်မှုတွေကြောင့်ဆယ်ကနန်းနဲ့ချီတေဆုံးကြရတဲ့တရင်တွေမလေးနယ်စပ်မှာလူမကူခိုင်းတွေကတပ်ဖြတ်လို့အသက်ဆုံးရှုံးကြရတဲ့တရင်တွေမကြာခဏတွေ့ကြရပါတယ် ဒီဖြစ်ဆိုးတွေကြုံတွေ့ကြရတဲ့စေစုံမှုဟာအလောက်ကန်ခွင်လန်းနေပါတရက်လောက်ခလာစားနေပါမှုတွေကြောင့်ဖြစ်ပါတယ်အဆိုပါအခြေအနေမျိုးကြုံရချင်းချက်ပြီးဒုက္ခထပ်ဆင်းလိုက်တာကစစ်မှုထမ်းဥပဒေအသက်သွင်းခြင်းဖြစ်ပြီး2024ခုနှစ်နှစ်ဆန်းမတ်လနောက်ပိုင်းစစ်မှုထမ်းဥပဒေကြောင့်ပြည်ပမှာအလောက်ထွက်လုပ်ဖို့ဆုံးဖြတ်ပြီးတရားဝင်တရားမဝင်ထွက်ခွာသူပုံမှုများပြားလာပြန်ပါတယ် ိုင်းနိုင်ငံမှာမြန်မာရွှေပြောင်းလှုပ်သားအ ਨੇ ဆုံး၄တန်းကနေအများဆုံး၆တန်းဝန်းကျင်ထိရှိနေပြီးရွှေပြောင်းလှုပ်သားတွေရဲ့အလုသမားအခွင့်အရေးကိစ္စတွေနဲ့ပတ်သက်လို့လည်းထိရောက်စွာအကူအညီပေးနိုင်ခြင်းမရှိသေးတာတွေ့ရပါလိမ့်မယ်။ ထိုင်းနိုင်ငံရောက်မြန်မာရွှေပြောင်းလုပ်သားတွေရဲ့လှုပ်ရှားကလောက်ခွင့်ချင်းနေဆယ်ရွယ်ဇာတ်ကိစ္စဆတဲ့အကြောင်းအရာတွေကိုအစိုးရချင်းဆွေးနွေးပြောဆိုမှုမျိုးအာဏာသိမ်းစစ်ကောင်စီလက်ထက်မတွေ့ရပါဘူး2016 2020ကြားကာလ NLD အစိုးရလက်ထက်မှာရွှေပြောင်းအလုပ်သမားအခွင့်အရေးကိစ္စနဲ့ပတ်သက်လို့အစိုးရအဆင့်ပြောဆိုဆွေးနွေးမှုတွေလုပ်နိုင်ခဲ့တဲ့တာရကတွေကအတိတ်မှာကြံခဲ့တဲ့ရွှေခေတ်အဖြစ်သာပြန်တန်းတရရမယ့်အနေအထားဖြစ်ပါတော့တယ်ရှင်။